ဓာတ်တို့တမီးတို့အားလုံးမေမင်္ဂလာပါဦးဦးနာမည်ကတော့ဦးဦးမွန်းလို့ခေါ်ပါတယ်အပတ်စဉ်တောက်ကြနေည9:00နာရီတိုင်းထုတ်လွှင့်ပြသပေးနေတဲ့မိစင်ဖယံတမချန်းပုံပြင်ပြောခြင်းအစီအစဉ်မှာကြိုဆိုပါတယ်ဦးဦးဒီနေ့ဖော်ပြပေးမယ့်ပုံပြင်အကြောင်းအရာကတော့ကာအင်းနာနဲ့အာဘီလာညီအကိုနှစ်ယောက်အကြောင်းဖြစ်ပါတယ်အာရနဲ့ဧဝနှစ်ယောက်ဟာဘုရားတခင်ရဲ့စကားကိုနားမထောင်တဲ့အတွက်ကြောင့်ဣဒီဦးရင်ထဲမှာမနေရတော့ဘူး အပြင်မှာအလုံးလုံးပြီးနေထိုင်စားတောက်ကြရလေမဲောက်ထဲအဖို့မဲဖြစ်နေကြရရှာလေမကြခင်မှာပဲခြာဝဖျားကအာရဏိဧဝအတွင်ကလေးလေးတယောက်ကိုပေးခဲ့တယ်ဒီကလေးဟာကဘာမှာပထမဦးဆုံးမွေးဖွားလာတဲ့လူသားလေးပေါ့ဧဝကသူ့သားလေးရဲ့နာမည်ကိုကာအင်းနာလို့နာမည်ပေးခဲ့တယ်နောက်အတော်ကြာတဲ့အခါမှာညီလေးအာဘီလာကိုထပ်ပြီးမွေးဖွားလာပြန်တယ် ကာအီနာနဲ့အဘေလာညီကိုနှစ်ယောက်ကကြီးပြင်းလာတဲ့အခါသူတို့ဖေအလုံးလုံးတလို့သူတို့လည်းအလုံးလုံးကြတယ်။ကာအီနာက လေယာဥယင်စိုက်ပျိုးလောက်ကင်တယ်။အဘေလာကတော့ဒုစုတစုကို ထိန်းချောင်းနဲ့ဒိုထိန်အလုပ်ကိုလောက်ကင်တယ်။အာရနဲ့အီဝါဟာအီဒီဥယင်ထဲမှာ နေတုံးကထာဝရဘုရားရှင်နဲ့အတူတွေ့ဆုံစကားပြောရတယ်။အခုတော့ကမ္ဘာလောကကြီးထဲရောက်သွားလို့ထာဝရဘုရားရှင်နဲ့ လွတ်လွတ်လပ်လပ်တွေ့ဆုံစကားမပြောရတော့ဘူးအာရနဲ့ဧဝကကြောက်တုံးတွေတစ်ခုတစ်ခုဆင့်ပြီးရစ်ပူစော်တဲ့ပလင်တစ်ခုစောက်ကြတယ်ရစ်ပလင်တိဆောက်ပြီးတဲ့နောက်ခြာဝဖျားရှင်ကိုဂျေဇူးတင်တဲ့အနေနဲ့မီးရှို့ပြီးရစ်ပူစော်ကြတယ်သူတို့ပြစ်မှားခဲ့တဲ့အပြစ်တွေကိုခွန့်လွတ်ပြီးကောင်းချီးပေးဖို့ဆုတောင်းကြတယ် ဂါအိနာနဲ့အာပေလညီကိုနှစ်ယောက်ကလည်းသူတို့ရဲ့လက်ဆောင်တွေကိုတင်လို့ပူဇော်ကြတယ်။ဂါအိနာကသူ့ site ထဲသူ့ရဲ့ site ခင်းတွေက အကောင်းဆုံးအလှဆုံးတီးနှံတွေယူခဲ့တယ်။အာပေလကလည်းသူ့ထင်းချောင်းနဲ့သူ့ရဲ့ဒိုးအုပ်စုတွေထဲကအဦးဆုံးဖွာတဲ့စုဖြိုးလပအနာဇာကင်းနဲ့ဒိုးကလေးတကောင်ကိုတက်ပြီးပလင်ပေါ်မှာရရှုပူဇော်တယ်။ချောဝဖျားရှင်ကအာပေလရဲ့ပူဇော်တကာကို နစ်သက်တော်မူတယ်။ကာအိနာရဲ့ပူဇော်တကားကိုတော့ဘုရားသခင်မနစ်သက်ပါဘူး။ဘာကြောင့်မနစ်သက်တယ်လဲဆိုတာဒါတို့တပည့်တို့စဉ်းစားကြည့်ကြရအောင်နော်။ကာအိနာကလည်းသူ့အဖြစ်ကြောင့်ဝန်နေပြီးခွန့်လွတ်ဖို့တောင်းပန်ရမယ်စာခြောက်ဝဖျားရှင်နဲ့ညီအာဘီလာကိုအယံစိတ်ဆိုးမိတယ်။ဒီနေ့တော့ညီကိုနေရောက်လေသေးကိုအလုလုဖို့သွားကြတယ်။ကာအိနာက သူ့ညီအာဘေလာကို တ်ပစ်လိုက်တယ်။ဒါကြောင့်ပဲကဘာပေါ်မှာပထမဆုံးမွေးဖွားတဲ့သူပါညီဖြစ်တဲ့သူကိုတတ်လိုက်တဲ့လူတက်တမဘဝကိုရောက်သွားတော့လေ။သာဝဖျားရှင်ကတော့ဂိုင်းနာကိုမင်းကြီးအာဗီလာလေးပါလေဆိုပြီးတယ်။ဂိုင်းနာကလည်းကျွန်တော်မတိပါဘူး။ကျွန်တော်ညီကိုကျွန်တော်ထိန်းနေတာမှမဟုတ်တာလို့ပြန်ပြေလိုက်တယ်။ဒီတော့သာဝဖျားရှင်ကဂိုင်းနာကို မင်းပါလို့ခဲ့တယ်။မြင်းကြီးကမင်းကြီးရဲ့စိတ်သာငါစီကိုပေါ်ခစ်ကိုကျွနေတဲ့အမှားချရရလေ။မင်းကြီးကိုတတ်တဲ့အတွက်မင်းဟာအသက်ရှင်နေတယ်။ဘဝပြိုင်ရဲ့အချိန်ချင်းကိုခံရမယ်။မင်းဟာကဘာနဲ့နေတယ်လေ။နေစရာအိမ်ရှိဖြစ်နေတယ်။မင်းဟာမကောင်းမှုဒုစရိုက်ကိုကျွတ်လွန်ခဲ့ပြီလို့ပြောလိုက်တယ်။ကိုင်းနာကလည်းဇောဝဖျားရှင်ကို ကိုတော့ပေးတဲ့အပြစ်တန်ကြီးမားလွန်းလာပါလေကျွန်တော်မျိုးမခိုင်နိုင်စွမ်းမရှိပါဘူးကျွန်တော်မျိုးမမိတ်ဆွေဆိုလို့မရှိတော့ပါဘူးဒီခါကျရင်ကျွန်တော်မျိုးတယောက်ထင်မှုလူတွေကကျွန်တော်မျိုးကိုတတ်ပါလိမ့်မယ်လို့ပြန်ပြောလိုက်တယ်ဆောင်းဝဖျားရှင်ကလည်းမင်းကိုအန်ဒီပြုတ်ရဲ့လူမန်သမီးအပြစ်တန်ခံရလိမ့်မယ်ဆိုပြီးဂိုင်းနာအပေါ်မှာအမတ်တစ်ခုလှုပ်ပေးလိုက်တယ် ဒီအမတ်တွေကိုသူ့ရဲ့လူတိုင်းကသူ့ကိုတိပြီးသူ့ကိုဘေးမပြုတ်နိုင်အောင်ခြောက်ဝဖျားရှင်ကအခွင့်ပေးထားတယ်ဆိုတော့ကိုတိကြမယ်အဲ့ဒီနောက်တော့ကိုင်းအင်းတို့ဇနီးမောင်နဲ့လည်းအာရန်နဲ့ဧဝရဲ့အိမ်ကခွဲထွက်သွားကြတယ်မြို့တစ်မြို့တည်ပြီးလောက်ကင်စားတောက်နေထိုင်ကြတယ်ဒါသမီးတွေလည်းထွန်းကားလာတယ်သူတို့နေတဲ့မြို့ကိုလည်းသူ့တာဦးနိုင်ပေဖြစ်တဲ့ အင်းအောင်လို့ခေါ်တွင်စေခဲ့တယ်။ဒါတို့တမီတို့ဒီတပတ်မှာတော့ကာအင်းနာနဲ့အာဘေလညီကိုနှစ်ယောက်အကြောင်းကိုသိရှိပြီးဖြစ်ပါတယ်။နောက်တစ်ပတ်မှာလည်းဘလို့စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုပေါ်ပြမလဲဆိုတာပေါ့။စောင့်မျှော်ကြည့်ရှုကြပါဦး။ဦးဦးမွန်းတို့ရဲ့ဒီ YouTube channel ကိုလည်း like and subscribe လေးလုပ်သွားပေးကြပါဦးလို့မေတ္တာရက်ခံပါလေအားလုံးကိုကျေးဇူးတင်ပါတယ်တာလူမီတို့အားလုံးဘိုင်ဘိုင် ွတ်ပါပဲတို့တည်ဆောင်မယ်